ခေမကောင်းခဲ့လို့ကျွန်တော်တို့မိသားစုတွေကျွန်တော်တို့မောင်နှမတွေမျက်နှာငယ်ရတာဒုက္ခရောက်ရတာဆင်းရဲရတာလို့အပြစ်မတင်လိုက်ပါနဲ့အမေပုံစံမကြခဲ့လို့ကျွန်တော်တို့မောင်နှမတွေမိသားစုတွေလောကရဲ့အလယ်မှာတိမ်ငယ်ရတယ်အရှက်ရရတယ်မျက်နှာငယ်ရတာရဲ့လို့အမေကိုလည်းအပြစ်မတင်လိုက်ပါနဲ့ လမ်းမင်းစည်းတဲ့ကုံထမ်းစိုက်ကားနဲ့စီပင်အမိုက်သိမ်းတာဘာပဲဖြစ်ဖြစ်နောက်ပိတ်ဆုံးပြည်တစားကုံကူးတဲ့အဖေပဲဖြစ်နေမစေအောင်အဖေဟာအဖေပါပဲလေလမ်းမင်းမှာဈေးတောင်းခေါင်းရွက်ပြီးတော့မှတအိမ်ဝင်တအိမ်ထက်လဲရောင်းရတဲ့အမေပဲဖြစ်နေပါစေလမ်းညိုလမ်းကြားပလုံကောက်ကျွေးရတဲ့အမေပဲဖြစ်နေပါစေနောက်ပိတ်ဆုံးကုံကုံပြောရရင် ပြည့်တစားအမေပဲဖြစ်နေပါစေအမေဟာ အမေပါပဲလေဘလို့အကြောင်းမျိုးတွေနဲ့ပဲပြပြဘလို့ကိစ္စတွေပဲရှိရှိမိဘကိုတော့မပြစ်မားမိစေနဲ့တော့မိဘကိုပြစ်မားလို့မရဘူးအဖေဟာ အဖေပဲအမေဟာ အမေပဲလေမိဘကို ပြစ်မားလို့ရလာတဲ့ဝေဒနာ အပြစ်ကြွေးကလည်းအဖြေရှာမရဘူး ြည်လည်အောင်ကုစားလို့မရဘူးเนาะဒါကြောင့်ဘယ်လို အကြောင်းကြောင်းနဲ့မှမိဘကိုမပြစ်မှားပါနဲ့ကာလလယေကြီးတရေတီကလေးကပူဖန်ဆက်ခါအစာရှိတဲ့အစာအတော့တွေကစဒီဝမ်းထဲမှာလွယ်ထားတဲ့ตาကလေးအန္တရာယ်ကင်းဖို့အတွက်ရှောင်ကျင်ခဲ့ရတာလေအမေပဲလေ ဒီကလေးကိုအောင်မြင်စွာချောမွေ့စွာမွေးဖွားလာဖို့အတွက်ချွေးနဲ့ရင်းပြီးတော့ရှာဖွေကျွေးမွေးခဲ့တာလေအဖေပဲလေအဲ့ဒီအန်ဒီရီမကြောက်ရအောင်စောင့်ရှောက်ပေးခဲ့တဲ့ဂျေဇူးတွေမွေးလာပြန်တော့လေလို့တိုင်အစာစားတတ်အောင်တင်ပေးလမ်းလျှောက်တင်ပေးအပေါ်အပါအလေးကျင်ကြီးကျင်ငယ်ကစားပြုစုဖယ်ရှားပေးခဲ့တာလေ ဒီအဖေနဲ့ဒီအမေပဲလေဒီကျေးဇူးတွေပဲနားသွားထားပါလေနောက်ဆုံးကုံကုံပြောလိုက်ရင် လမ်းမေးမှာမွေးပြီးတော့ပစ်ထားခဲ့တယ်မိဘမဲ့เจ้าမှာပစ်ထားခဲ့တယ်ထားပါဦးလောကကြီးထဲကိုရောက်အောင်ခေါ်လာပေးခဲ့တဲ့ကျေးဇူးတွေပဲဆက်လို့မကုန်ပါဘူးလေဒါကြောင့်မိဘကိုဘလို့အခြေအနေမှာပဲဖြစ်ဖြစ်လုံးဝမပြတ်မားမိပါစေနဲ့ အသာတတတို့ကိုကြည့်နော်မိဘကို ပြင်မာလိုက်တဲ့အပြစ်မြတ်စွာဘုရားနဲ့သာမတွေ့ဘူးတရားမနာလိုက်ရဘူးဟဲ့ဆိုရင်အဲ့ဒီလိုလေးသာမကယ်တင်လိုက်နိုင်ရင်အဝီစီတန်းချပါအဲ့ဒီအပြစ်ကတော့ကြေအောင်ကုလို့မရဘူးနှလုံးစိတ်ဝမ်းငြိမ်းချမ်းကြပါစေ မိဘကိုကျေးဇူးဆက်တဲ့သားသမီးတွေလည်းဒီထက်မှတ်ကကျေးဇူးဆက်နိုင်ပြီးတော့နှလုံးစိတ်ဝမ်းချမ်းမြေ့စွာနဲ့မိဘကိုကျေးဇူးဆက်နိုင်တဲ့သားကောင်းယရဏာသမီးကောင်းယရဏာများဖြစ်နိုင်ကြပါစေတကယ်လို့မိဘကိုမေ့နေခဲ့တဲ့ဆိုရင်တော့ကိုတက်ဆန်းသမျှလေးနဲ့မိဘကိုပြုစုလှုပ်ချွေထောက်ပံ့ဖို့ကျေးဇူးဆက်ဖို့မမေ့ပါနဲ့သမေနာ వెతికే ప్రాణమే ఎదురైనదా అలిసైనా